ချစ်ခွင့်ပန်လာမဲ့ကောင်းလေးတယောက်ကိုတော့မျောလင်းချင်မိသေးတာအမှန်ပဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တချို့ train လေးတွေကဝတ္ထုထဲမှာမပါတဲ့မျက်စိပရာဒါဖြစ်မဲ့ဆင်းလေးတွေလည်းပါတယ်။ဒီနေ့ချင်းကြရင်တော့ပြည်သက်ကြီးအားလုံးကအခုခေတ်တည်ကြီးနေကြတဲ့လိုမျိုးဟိုလောင်နေရာကြီးရန်ဖြစ်နေရာကြီးတခုမှမပါဘဲနဲ့ တကယ်ဟိုအဲ့လို romance အေးအေးလေးပေါ့နော်အဲ့လိုအချစ်ဇက်ကတည်တဲ့အေးအေးလေးတခုကိုခံစားရမှာမြိုက်ခင်အားဆိုလို့ရှိရင်မွေတွေလည်းရှိရယ်ခါချင်တွေလည်းရှိရယ်အဲ့လိုအကောင်ပလောင်တွေလည်းအပင်ပေါ်မှာအပင်ကြီးကအများကြီးပဲနှစ်တရာလောက်ရှိရဲ့အပင်ကြီးပေါ့ဒီနေ့ကကန်ကောင်ကြီး pressure ပေါ့နော်ဓမ္မရာရုပ်ရှင်ရောမှာလုပ်တဲ့အတွက်အဲမင်းကဒီကန်ကောင်ကြီးကစကားရိုက်ပြီးရဲ့က တနေ့နေ့နဲ့သုံးနေ့အတွင်းမှာတင်တက်တာပေါ့နော်အခုခမင်းကြာမှတင်ရရတဲ့အတွက်လည်းပြိတ္တတွေအများကြီးစောင့်မျှော်နေတဲ့ကားလေးဒီချိန်မှာပြိတ္တတွေရလဲအခုဒီနေ့စောင့်မျှော်နေစေဖြစ်တဲ့အတွက်ကြောင့်လို့အများကြီးနေခေါ်ပါဟုတ်ကဲ့ဒီဇာကားရဲ့မှာကျွန်တော်ကဆုံးမှုဆက်ဆိုတဲ့ character နေပြီးတော့ပေါင်းဖြည့်ဆောင်ထားပါတယ်အဲဆုံးမှုဆက်ကတော့ဒီနေ့ဒီချိန်ကံကံကောင်းလေးတယောက်ပေါ့ဗျာမှန်ကန်ရောလေခုနှစ်နှစ်ကြာသွားတာတော့မှကျွန်တော်ဒီယုံတင်ရက်တွေစပြီးကျင်ညာတဲ့အချိန်မှာ အဲခုနှစ်ကျော်ကြာသွားမှပြန်တင်ခွင့်ရရဲဆိုတာမှပြိသက်တွေကသူတို့စီကခုနှစ်ကျော်ပြီးအခုစတင်တော့မယ်ဆိုပြီးတော့စကားလုံးတွေကြားတဲ့အချိန်မှာပြိသက်တွေကကျွန်တော်တို့ကပိုရင်ကုန်ပြီးတော့ကျွန်တော်အခု၁၄ရက်နေ့ဆိုရင်ဒီမှာတနင်္ဂနွေလုံးမှာရုံတင်တော့မှာဖြစ်ပါတယ်ပြိသက်တွေကမှတ်မိရဟုတ်အဲ့အလေးလေနည်းနည်းလေးကျွန်တော်ကျေးဇူးတင်ရမှာပါဒီကန်ကောနီကကျွန်တော်ဘွားရဲ့အဲရုပ်ရှင်၃ကားမြောက်ပါ ရှေ့မှာကျွန်တော်ဗာဗီဒီယိုကားမှရုပ်ရှင်မှမရောက်ဘူးပါဘာ။အော်ရုပ်ရှင်အောင်နှကားရပြီတော့နော်ကင်မရာရှေ့မှာစသီးဥဆောင်နဲ့သုံးကားမြောက်ပေါ့နော်။ဆိုတော့လိုအပ်ချက်လေးရှိလို့ရှိရင်လည်းအများကြီးတောင်းပါပါမယ်။အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးရုပ်ဆောင်ခဲ့ပါတယ်။အဲအခုချိန်ပြန်ကြည့်ရင်တော့လေဟိုတနေ့ကဆိုတန်ဖီရှိုးသွားကြည့်ရတယ်။တန်ဖီရှိုးသွားကြည့်ရောဟာဒီနေရာမှာလူလေးလှုပ်လိုက်ခြင်းနဲ့ဆိုတဲ့ဟာမျိုးကတော့အများကြီးဖြစ်တာပေါ့နော်။အဲ့ဒါတော့အခုမှမပေါ့ဘူး။နောက်အသက်ကြီးအများကြီးကြီးလဲဖြစ်နေမှာပါပဲ။ ပုံမှန်ဆိုလို့ရှိရင်တော့ဒီကန်းကွန်ကြီးရဲ့ဝတ္ထုဖြစ်တဲ့စာရေးဆရာမင်းလူရဲ့ဝတ္ထုကငါတို့ရဲ့နာမည်ကြီးပြီးသားပါဘူးဆိုတော့ကျွန်တော်ဒါကိုရုပ်ရှင်ဖြစ်ပြန်ရိုက်တဲ့အခါမှာပိတ်သက်အားပေးမှုရအောင်ပို့ပြီးတော့အများကြီးကြိုးစားရပါတယ်ပြီးတော့ဒီနေရာမှာကျွန်တော်ကဆုံးမဆက်ဆိုတဲ့ character ကနေပါဝင်ထားပါတယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တချို့ frame လေးတွေကဝတ္ထုထဲမှာမပါတဲ့မျက်စိပရာဒါဖြစ်မဲ့ဆင်းလေးတွေလည်းပါတယ်အဲဥမာဆိုလို့ရှိရင်အထက်မှာဟို snow white နဲ့ပြားဆက်ပုံမျိုးလေးတွေအဲအားကြီးဆိုဟိုဝတ္ထုထဲမှာမပါဘူးအဲ့လို ဇန်ညွန်ဖွဲ့ပြီးတော့ရိုက်တဲ့အခါမှာအဲ့လိုလေးတွေလည်းပြန်ပါရဆိုတော့ယုံတင်တဲ့ချိန်ကျရင်တော့ပြည်သက်ကြီးအားလုံးကအခုခစ်တွေကြီးနေကြတယ်လို့မျိုးဟိုလောင်နေရာကြီးရန်ဖြစ်နေရာကြီးတခုမှမပါဘဲနဲ့တကယ်ဟိုအဲ့လို romance အေးအေးလေးပေါ့နော်အဲ့လိုအချစ်ဆက်ကတီးတန့်အေးအေးလေးတခုကိုခံစားရမှာပါရိုက်တုံးကတော့မရှိဘူးအခုလည်းပြန်ကြည့်တော့ရှိတော့မရှိဘူးဒီဇက်ကားလေတခြားကားရင်လည်းတော့မတူဘူးပေါ့နော်အခုမှအခုအဲကြီးလိုက်ပြီပြိတ္တတွေဘုံလည်းကြီးလိုက်ပြီဆိုရင်တော့တကယ်ကို romance ကားတကားပေါ့နော် ဟိုဒီဘက်ခင်မှာတင်နေတဲ့ကားကြီးထဲမှာဒီလိုကားကရှားရယ်လုံးဝအချစ်သီးသန့်ကားတကားဆိုတာအခုဒီကန်ကော်နီမှာမြင်ရမှာပါကန်ကော်နီရဲ့စာဖက်ပရိသတ်ကြီးအားလုံးလည်းကျေနပ်ကြမယ်လို့ပြောကြည့်ပါတယ်အဓိကတော့ကျွန်တော်တို့ဘက်ကတော့အကောင်းဆုံးအများကြီးကြိုးစားထားရပါတော့တတ်နိုင်တဲ့ခွန်အားတွေရောအဲဘီးလင်းမှာသွားပြီးရိုက်ခဲ့ရတာရောအမှတ်တရရအများကြီးပဲဆိုတော့ဒီကန်ကော်နီကျွန်တော်ရိုက်တဲ့ဇက်ကားထဲမှာပါတယ်ကန်ကော်ပင်ဆိုလို့ရှိရင် ကျွန်တော်ဘဝမှာပထမဦးဆုံးအဲ့လောက်ကြီးတဲ့ကန်းကော်ဘင်းကိုတစ်ခါမြင်ပြီးခြင်းပဲပေါ့နော်ကန်းကော်ဘင်းကဟိုရောင်မင်းတပင်သာလောက်ရှိတယ်အကြီးကြီးပဲပြီးတော့အဲ့ကန်းကော်ဘင်းပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တစ်ပင်တက်ပြီးတော့ဟိုအလင်းရောင်နဲ့ကျွန်တော်နဲ့ပန်းပြန်ခူးရတဲ့ဆင်းတွေပါတယ်ညာကြီးပေါ့နော်ဆိုတော့အဲ့အပင်ကြီးမှာရှိတဲ့ကန်းကော်ဘင်းဦးပြပြခူးနိုင်တဲ့လူကဟိုတစ်ချက်သူကိုပန်းပေးတဲ့အခါမှာ အခြေစစ်တွေရတယ်အဲအဲ့အဲ့အပင်ကြီးကတစ္ဆာကြီးမြစ်တာကြီးနဲ့အဆောင်လျှောက်တွေလည်းရှိရဲဆိုတော့ခန့်တော်ပင်ကြီးပေါ့နော်အဲ့လိုအပင်ကိုလမ်းတက်ခူးတဲ့ဆင်းရိုက်တဲ့ချိန်ကြီးဘုံမှာမှတ်ကြရအများကြီးပဲအဲ့ပင်ကြီးမှာမရိုက်ခင်ရဆိုလို့ရှိရင်ငွေတွေလည်းရှိရဲခါချင်တွေလည်းရှိရဲအဲ့လိုအကောင်ပလောင်တွေလည်းအပင်မှာအပင်ကြီးကအများကြီးပဲနှစ်တရာလောက်ရှိရဲအပင်ကြီးပေါ့နော်ဆိုတော့ဆက်ဖွဲ့ရဆိုလို့ရှိရင်လည်းအဲ့ဒီအပင်ပေါ်ကငွေတွေအကောင်ပလောင်တွေမရိုက်ခင်အဲ့လိုဖယ်ဆိုတော့ကိုရီးယားအကုန်လုံးသိနေတော့ကြောက်ကြောက်နဲ့တက်ရိုက်ခဲ့ရပါတော့အဲ့မှတ်ကြရအောင် အဲအောင်စီရင်တော့ကျွန်တော်မတတ်မှတ်သေးဘူးရုံတင်တဲ့အချိန်ကြာလို့ရှိရင်တော့ပိတ်သက်ရဲ့အားပေးတာကိုစောင့်ကြည့်ရမှာပါ